တော့ဒီကားတော့ဒီကရိုင်းချုပ်ပုံဖြုံပြီးပေါ့နော်ဒါလုံးပုံလုံးကြီးကြီးလဲကျွန်တော်ကပြင်ပေးပါပေါ့အခုကဒီကရိုင်းကိုဘယ်လိုဖြုတ်ရမလဲဆိုတာလေးဒီနဲ့ဘယ်လိုပစ္စည်းမျိုးလေးတွေနဲ့ဖြုတ်ရင်ကရိုင်းကျွန်တော်တို့ဒီထိကန်မှုပေါ့နော်တက်တာလဲဆိုတာလေးဝိစာကျွန်တော်ကပြောပြဖြုတ်ပြပေးပါပေါ့နော်အဲ့ကျတော့ကျွန်တော်တို့ဒီကရိုင်းကဟိုဘယ်လိုလူတွေလေးလာတဲ့လဲဆိုလို့ရှိရင် ကျွန်တော် workshop ဆရာတွေဆိုလို့ရှိရင်ကိုစိတ်တိုင်းကြလုပ်ချင်တဲ့စာအုပ်တွေလုပ်ပြီးတဲ့ဟာကိုတိတ်စိတ်တိုင်းမကြဘူးဆိုလို့ရှိရင်ကိုယ်တိုင်ဒါကျွန်တော်တို့ဖြုတ်ပုံပြုံပြီးတက်ပုံတက်နည်းတွေဒါလေးတွေကိုလေးလာလေးလာလို့ရအောင်လို့ပေါ့နော်ဒါ workshop ဆရာတွေလေးလာတဲ့နောက်တစ်ချက်ဒီကျွန်တော် boring လုပ်မယ်ဆိုလို့ရှိရင်လည်းဒီ client လုပ်ပုံလုပ်ပြီးရဒါကျွန်တော် boring ဆရာတော်တော်များများလဲဒါလေးကကျွန်တော်တို့လုပ်တတ်ထားရမှာပေါ့နော်အားကြောင့်မလို့ကျွန်တော်ဒီ client ဖြုတ်ပုံပြုံပြီးကိုဘယ်လိုဖြုတ်ရမလဲဆိုတာကိုဒါကျွန်တော်ပြသွားမှာဖြစ်တာနော်အဲ့ကြတော့ ကျွန်တော်ဒီကတိုင်းကိုဖြုတ်မယ်ဆိုလို့ရှိရင်တချို့တော့ရှိရပေါ့နော်တချို့တော့ရှိရဆိုတာဒီတခါတည်းကျွန်တော်တို့ဒီမှာဒီလိုတင်လိုက်ပြီးတော့ကျွန်တော်တို့ဒါမျိုးစုပေါ့နော်ဒါမျိုးစုနဲ့ကျွန်တော်တို့တရားနေပြီးတော့ခါရိုက်ဖြုတ်လိုက်တာရှိရရိုက်ဖြုတ်တဲ့အချိန်မှာကျွန်တော်တို့ဘောကလည်းကြက်နေတယ် ။အဲကြောဒီ grind ပင်နေရံကလည်းကျွန်တော် timing ပင်နေရံလည်းကြက်နေတယ်ဆိုလို့ရှိရင်ဖြုတ်လို့မရဘူးတော့မဟုတ်ဖြုတ်လို့ရတယ်။တော်တော်ရိုက်ဖြုတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့မပြုံမချင်းရိုက်ဖြုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ main shot ကအခက်မသိရင်ကောက်သွားနိုင်တယ်ပေါ့နော်။လိန်သွားနိုင်တယ်။လိန်သွားလို့ရှိရင်ကျွန်တော်တို့ဒီ shot ပြန်ချိန်တဲ့အချိန်မှာကျွန်တော်ဒီ grind ပြန်ချိန်တဲ့အချိန်မှာဒုက္ခရောက်နိုင်တယ်ပေါ့နော်။ grind မငြိမ်တော့တာလို့ပါလို့ဒီ grind ခုံသွားတာပေါ့။အဲ့လိုအဲ့လိုမျိုးဖြစ်တတ်တယ်။အဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတော့ကျွန်တော်တို့ကအဲ့ကြတော့ ဒါမျိုးလေးတွေဝယ်လို့ရတယ်ဟောဒါမျိုးလေးတွေနဲ့လည်းဖြုတ်လို့ရတယ်နောက်တစ်ချက်ဒါကတော့ကျွန်တော်ကိုယ်တိုင်လှုပ်ထားတဲ့ဟာပေါ့နော်ကိုယ်တိုင်လှုပ်ထားတဲ့ဟာဆိုဒီပင်ရံလေးကိုဖြုတ်လိုက်လို့ရှိရင်ဘောကဖြုတ်ရတာလွယ်တယ်နော်အဲ့ကြတော့ကျွန်တော်ဒါလေးနဲ့တစ်ချက်ကျွန်တော်လှုပ်ထားတဲ့ဟာလေးနဲ့ပေါ့နော်ဆိုဖြုတ်ပြပေးမယ်နော် ဒါပေမဲ့ဒီပင်နယ်လေးပြုတ်သွားလို့ရှင်ကျွန်တော်တို့ဒီကောင်ကဖြုတ်ရတာလွယ်သွားပြီပေါ့နော်ဒါပေမဲ့စိုးနေရတော့ရားရမှာတော့ရားရမှာပဲเนาะဒါပေမဲ့ကျွန်တော်တို့ဟိုတဆင့်ဒီတိုင်းရှက်ဝင်လာတော့ပြူရတော့တတ်တာပေါ့နော်အဲရိုက်မယ်ဆိုလို့ရှင်လေဒီမှာသူ့ရဲ့ဒီကျွန်တော်တို့ဒီကုနတင်းတန်ရဲ့ရှက်ပေါ့နော်ကုနတင်းတန်ရဲ့ရှက်နေရာတဲတဲကနေရိုက်လိုက်ဒါဖြစ်လို့သူဒီလိုနေရာတွေရိုက်မယ်ဆိုလို့ရှင်ကျွန်တော်ဒီမှာကြိုင်းမှာပိတ်သွားပြီပါဖြစ်တဲ့တယ်အဲကြတော့ကျွန်တော်တို့ဒီမှာဘောအနေငယ်ကျွန်တော်ဟသွားပြီဟသွားပြီဆိုတော့ ဒီကဘောလေးကျွန်တော်တို့အိုက်တိုင်းပဲရိုက်လိုက်မယ်လို့အနေငယ်ဟသွားပြီဆိုလို့ရှိရင်ဟာသွားရင်ကျွန်တော်တို့ဓာမျိုးလေးတွေလောက်တာပေါ့နော်ဒီလိုအချမ်းလေးတွေလောက်တာဒါတော့တချို့ကတော့ဒါပလက်နက်ဖီးတဲ့ဟာတွေတော့လောက်တာကြာရှိရပေါ့နော်ကျွန်တော်ကတော့ဒါတန်ပံပဲပေါ့နော် ကျွန်တော်တို့ဒါဘောတွေဖြုတ်လို့ပြီးသွားပြီပေါ့နော်ဒီခုဖြုတ်တဲ့ပုံစံကကျွန်တော်တို့ဒီ grind shot တွေပါကြီးလဲကျွန်တော်တို့မထီဘူးပေါ့နော် grind shot တွေပါကြီးဝင်ရင်းပြူခြင်းမရှိဘူးအဲ့တော့ကျွန်တော်တို့ဒီ black hole နဲ့ဖြုတ်မှာပေါ့နော်နောက်ကျတယ် အချမ်းပြုတ်သွားပြီเนาะနောက်တစ်ချမ်းလဲခုနကပါဦးဒီကောင်ကတော့ဗလာပလက်နဲ့ဖြုတ်တာပေါ့နော်ပလက်နဲ့ဖြုတ်တာကတော့ဒါကျွန်တော်လွယ်တာပေါ့နော်ရိုက်ဖြုတ်တာတဲ့စာလို့ရှိရင်ကျွန်တော်ပလက်နဲ့ဖြုတ်တာဒီထိခိုက်မှုပါ냐သက်တာလေပေါ့နော် ကျွန်တော်တို့ဒါဖြုတ်လို့ပြီးသွားပြီပေါ့နော်ဒီ client တစ်ခဲရေကျွန်တော်လဲဘလို့ပြတာဖြုတ်ပြီးသွားပြီပေါ့နော်အဲ့ဒီတော့ကိုပြန်လုံးမယ်ဆိုတော့ဒါတွေသေချာပြောင်းအောင်ဆေးရမှာပေါ့နော်ဒါတွေတော့ပြောင်းဝင်းနေအောင်ဆေးပြီးမှဒါကျွန်တော်တို့ကသေချာတက်တက်ရဲ့လေးစီလေးပါလေးထည့်ပြီးတော့ကျွန်တော် grinder ကို ဒီကတိုင်းကိုကျွန်တော်ကုနေချင်းညံနဲ့ကျွန်တော်တို့ကတိုင်းပြီးတော့ကျွန်တော်လုံးလုံးပဲကြံတော့ပေါ့နော်အဲဒါအဲ့တော့ဖြုတ်ပုံဖြုံနီးပေါ့နော်ဖြုတ်ပုံဖြုံနီးဆိုတော့ကျွန်တော်တို့လုံးမုံလုံးကြီးဂျိုမှာကျွန်တော်တခါတည်းကြာကိုစီးကြုတ်ပြီးမှကျွန်တော်တခါလုံးမုံလုံးကြီးကျွန်တော်ဒီမှာပြပါတယ်